အားလုံးပဲမင်္ဂလာပါများ။ကောင်းဆယ်တဲ့ထလာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်လေတော့နန်းစီတန်တွေကိုအေးအေးယူမိတဲ့တင်ကဘာကြောင့်ထုတ်ပြန်ရသလဲဆိုတော့ကိုပြောပြလာတယ်။နောက်ပြီးတော့အေးနဲ့ရှင်တို့ရဲ့ပြိပခါတွေကိုလည်းပြောဆိုတင်ပြထားပါသေးတယ်။အားလုံးလည်းဝင်ရောက်ကြည့်ရှုပြီးတော့လေးလာသုံးသပ်ဝေဖန်ပေးခဲ့ကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းဆယ်တဲ့တင်ထလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ီအပိုင်းပွက်လောရိုက်နေတဲ့နန်းစီဒီယန်နေကိုအဖြစ်ပေးအရေးယူမယ်ဆိုတဲ့ကိစ္စအဲ့ဒီအကြောင်းအရာလေးကိုပြောမယ်တကယ်တော့အဲ့ဒီအကြောင်းအရာတစ်ခုလည်းမဟုတ်ဘူးအဲ့ဒီဥပဒေထုတ်လိုက်တယ်ဆိုတဲ့တက်ရောက်မှုဟာနောက်ထပ်အကြောင်းအရာနှစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့စီဒီယန်ဝင်မဲ့သူတွေချိတ်ဆက်လာတာရယ်ပြီးတော့စီဒီယန်ကုတ်လုတ်ပြီးသွားပြီစီဒီယန်ဝင်ပြီးသွားပြီစီဒီယန်ကုတ်မရသေးတဲ့သူတွေစိုးရိမ်ပူမပူဖြစ်သွားတာလေအဲ့တော့သုံးချက်ဖြစ်သွားတယ်အဲ့သုံးချက်ကိုကျွန်တော်သိသလောက်ကျွန်တော်ပြောပြပေးမယ် ဲ့တော့အကြမ်းမဖက်အာနာဖီဆန်ရေးဆိုင်ရာနိုင်ငံဝန်ထမ်းဥတွေရှေ့လိုက်တာစီရီယံဥတွေလိုပဲအလွယ်ပြောမယ်ဗျာအဲ့ဒီမှာအခန်း1တို့အခန်း2တို့အတိတ်ပဲဖွင့်ဆိုချက်တို့ဘာညာတို့ပြီးသွားပြီဆိုရင်နေနာဆုံးရှုံးခဲ့တဲ့ဟာတွေတရားမျှတမှုတွေပြန်လည်ကူစားမှုတွေချီးမွမ်းဂုဏ်ပြုမှုတွေစသဖြင့်ရေးထားတဲ့1နဲ့3ပေါ့ဗျာနော် အခန်းဒီမှာရေးထားတယ်ပြီးသွားပြီဆိုရင်အခန်း4အရေးယူမှုဆိုင်ရာနော်အရေးယူခြင်းအရေးယူခြင်းဆိုတဲ့အခန်း4ကနေစပြီးတော့အတန်ဒီစီကနံဖြစ်တယ်အဲ့တော့နံပါတ်1ချက်ဖြစ်တယ်ကိုဟာစီဒီယမ်လောက်ထားတယ်ဒါမှမဟုတ်စီဒီယမ်ကုတ်မရှိဘူးအဲ့ဒါဆိုကိုဟာစီဒီယမ်မဟုတ်ဘူးလား အခန်းလေးမှာနော်အခန်းလေးပုံမှန်17အစိုးရသည်2020အ2021ဖေဖော်ဝါရီလ1ရက်နေ့မှစ၍2021ဧပြီလ30ရက်နေ့အထိကာလအတွင်းအကြမ်းမဖက်အာဏာပိဆိုင်ရေးလှုပ်ရှားမှုဆောင်ရွက်သည့်နိုင်ငံဝန်ထမ်းများကို CDN နိုင်ငံဝန်ထမ်းများအဖြစ်သတ်မှတ်ပြီးဒါကဒပိုင်းနော်ဆိုတာတခုက2021ဖေဖော်ဝါရီကနေဧပြီလအထိမှာ CDN လုပ်ခဲ့တဲ့သူတွေဟာ CDN ဝန်ထမ်းတွေဖြစ်တယ်ပြီးတော့ ထိုကာလတော်လုံးမှာအကြမ်းမဖက်အာဏာပြည်ဆိုင်ရေးလှုပ်ရှားမှုဆောင်ရွက်သည့်နိုင်ငံဝန်ထမ်းများအားခိုင်လုံသောအကြောင်းပြချက်တင်ပြနိုင်ပါက CDM နိုင်ငံဝန်ထမ်းအဖြစ်သတ်မှတ်နိုင်သည်ဆိုတော့2021ကနေစပြီးတော့ဒီနေ့ဒီချိန်ထိသူ့ရဲ့ဆိုလိုရင်းကိုပြောတာเนาะဒီဒီနေ့ဒီချိန်ထိ CDM ကတ်ရတဲ့သူတွေရှိရဲ့အဲနောက် CDM လှုပ်ထားခဲ့တဲ့သူတွေရှိရဲ့ဒါမှမဟုတ်အာဒီခုနပြောတဲ့ April လနောက်ပိုင်းမှာ CDM ဝင်လာတဲ့သူတွေရှိရဲ့ okay အကုန်ဆင်ပြေတယ် evidence okay okay ပဲအကုန်ဆင်ပြေတယ် ဲ့ဒါကြီးကောင်းလာစီဒီအန်နေပဲအကြောင်းပြချက်ခိုင်ခိုင်လုံလုံပြနိုင်ဖို့လိုတယ်စီဒီအန်ကိုမရှိသေးတော့တောင်းထားပေါ့ကိုဌာနဆိုင်ရလိုက်ချိတ်ဆက်ပြီးတော့စီဒီအန်လုပ်တဲ့လူချင်းချိတ်ဆက်ပြီးတောင်းထားခက်ခဲရှိရင်လည်းကျွန်တော်လာပြောကျွန်တော်ကူညီပေးလို့ရတဲ့ကိစ္စရှိရင်ကျွန်တော်ကူညီပေးမယ်အဒါဒီဗိုင်းနော် SDN ကိုရခြင်းမရခြင်းနောက်တစ်ခုကတော့ဒီဟာစစ်မှုထမ်းဥပဒေနော်စစ်တပ်ကထုတ်တဲ့စစ်မှုထမ်းဥပဒေအဲစစ်မှုထမ်းဥပဒေကြောင့်စစ်မှုထမ်းဥပဒေကြောင့်အာပါသွားတယ်ဘော်ဒါဆွဲခံလိုက်ရတယ်စစ်မှုထမ်းမှုပါသွားတယ်ဒီအပိုင်းကျွန်တော်စီကိုလာပြီးဆက်သွယ်တဲ့သူ၃လောက်ရှိတယ် သုံးယောက်လေးယောက်ရှိရပေါ့ဗျာထားပါတော့ဗျာအဲ့အသေးစိတ်တွေမပြောတော့ဘူးနောက်လူတွေပဲဖြစ်စေအဲ့လူတွေမှာဖြစ်စေစစ်တပ်တွေကတော့ထွက်ပြေးလိုက်တယ်လက်နက်ကန်အခြေဆက်နဲ့လည်းမရှိဘူးဘယ်သွားလို့ဘယ်လာမှမသိဘူးလုံခြုံရေးစိုးရင်ဘာမှမပူနဲ့အဲ့ဒီမှာပြည်သူရင်ခွင်ကိုချိန်ဆက်လိုက်ပါပြည်သူရင်ခွင်ကနေဆောင်ရွက်ပေးနေရရှိတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒါဒါဒါဒီအပိုင်းပေါ့နော်ဒီ CDN ဥပဒေထွက်လာပြီးနောက်ပိုင်းမှာဖြစ်လာတဲ့ကရက်အဲ့တော့ NaN CDN ကိစ္စ NaN CDN ကိစ္စကတော့ရှင်းပါလေဗျအဲကျွန်တော်တို့ CDN နေ အာ CDN လုတ်ပြီးဆိုတော့ရက်ကနေစပြီးတော့အိတ်ကောင်းချင်မအိရစားကောင်းချင်မစားရလုံမြောက်နေမြေတွေအာအိနေချင်းနိုင်ငံတွေတွားရောက်ခိုလုံရတယ်ပညာတတ်တွေဟာကြာရအလုတ်လုံးနေရတဲ့အခြေအနေဖြစ်တယ်ဒီအချိန်မှာအဲ့ဒီ CDN လုတ်ထားခဲ့တဲ့သူတွေကိုဒီဟိုဘာထဲမှာပေါ့နော်ဝန်ကြီးဌာနထဲမှာ CDN မလုတ်တဲ့သူတွေကဒုက္ခပေးတဲ့ဖြစ်စဉ်မျိုးတွေလည်းရှိတယ်နောက်တစ်ခုကစစ်ကောင်စီရဲ့ရန်တရားပေါ့နော်အုတ်ချုပ်ရေးရန်တရားလက်ပတ်နိုင်ဖို့အတွက်ကို ပြည်သူလူထုကိုဒုက္ခပေးတဲ့အပြုအမူမျိုးတွေနဲ့လိုလိုလားလားဆောင်ရွက်နေတဲ့သူတွေလည်းရှိတယ်။အဲ့တော့နောက်တစ်ချက်ကအာဒီ2021ဖေဖော်ဝါရီလနောက်ပိုင်းမှာယာတူတိုးသွားတာတွေပြီးတော့လာစာတိုးသွားတာတွေဒီအရာတွေပေါ်မှာပြန်လဲစည်းစစ်ပြီးတော့ထိုက်တဲ့နဲ့ပြတ်တံပေးမှာအကုန်လုံးကိုအလုပ်ထုတ်မယ်လို့ပြောလိုက်တာမဟုတ်ဘူးဒီဥပဒေရဆိုရင်ဥပဒေရေးထားရကျွန်တော်နားလည်ထားတော့အကုန်လုံးကိုအလုပ်ထုတ်မယ်ပြောတာမဟုတ်ဘူးကိုလုံးခဲ့တဲ့ယာတူတိုးသွားဆိုမူလနေရာပြန်ဖြတ်မယ်လာစာတွေတိုးထုတ်ထားတယ်စစ်ကောင်စီကတော့လာစာတိုးပေးထားတယ်လာစာတွေတိုးထုတ်ထားတယ်ဆိုရင်โอเค လာစာတိုးထုတ်ထားတဲ့သူကနိုင်ငံတော်ကိုပြန်လည်းပေးအပ်ရမယ်တိုးထုတ်ထားတဲ့လာစာပေါ့နော်ဥပမာနှစ်သိန်းတန်တဲ့သူကသုံးသိန်းရထားတယ်โอเคသသိန်းစီပြန်ပေးရမယ်ငါးနှစ်စာဆိုရင်ဘယ်လောက်ပေါ့နော်အဲ့လောက်ပြန်ပေးရမယ်ဒါဒီလိုမျိုးပြန်ပေးရမယ်ထားကိုဆိုလို့တယ်နောက်တစ်ချက်က CDN လုပ်တဲ့လူတွေပေါ်မှာဒုက္ခပေးမှုပြည်သူလူထုပေါ်မှာဒုက္ခပေးမှုဒါတွေတော့အပြစ်ပေးအရေးယူမယ်အဲ့တော့အာယာဒူးအလိုက်လည်းအရေးယူမှုအ ਨੇ များပေါ်မူတည်တယ်ပြစ်မှုအရလည်းအရေးယူမှုအ ਨੇ များပေါ်မှာမူတည်တယ်အကြောင်းမျိုးမျိုးကြောင့် CDN မလုပ်ခဲ့ဘူးဒါပေမဲ့ CDN လုတ်တဲ့သူတွေကိုလည်းဒုက္ခမပေးဘူးအဲ့ဒါယာတုတုကလည်းမရှိဘူးယာတုเนาะဟိုတခြားဘာမှထွေတုတုလုတ်ထားဆိုရင်မရှိဘူးဆိုရင်တိတ်ဆွင်းစရာမရှိဘူးဘာမှမလုတ်ထားဘူးကဘာမှဆွင်းစရာမရှိဘူးတကယ်လို့အဲ့ထဲမှာအရေးယူခံရဆိုလည်းအာကော်မရှင်ဖွဲ့ပြီးစစ်ဆေးမှဖြစ်တဲ့အတွက်အယူခံတင်လို့ရသေးတယ်เนาะအယူခံတင်လို့ရသေးတယ်အဲ့ဒီတော့အာပြည်သူလူထုနဲ့တသားနဲ့ရက်တည်ခဲ့တဲ့ CDM တွေအတို့ကအတံပိုထွက်ပေးဖို့လိုတယ်နန်း CDM တွေအတွက်တိတ်လဲမစိုးရိမ်ပါနဲ့တို့တို့ဟာငကိုတဲ့ကစက်ကောင်စီရဲ့ အကြောင်းမျိုးမျိုးပေါ့ဗျာအကြောင်းပြချက်ကလူတိုင်းမှာရှိရဲ့ဘယ်လိုပဲပြောပြောစစ်ကောင်စီရဲ့ထောက်တိုင်တွေပဲဖြစ်တယ်ဆိုတာကိုတတိလေးချက်ချက်ပို့လို့ရလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ပေါင်ဝင်တယ်လို့မရှိဘူးမတွေ့သေးဘူးမတွေ့သေးဘူး Facebook မှာလည်းမတွေ့ဘူးကျွန်တော်ပါစာကလေးကောင်းစာကလေးကောင်းပါတွေ့ရလဲဆိုပြီးပါမှရှိတဲ့လူတစုပေါ့ဗျာလူအုပ်စုတွေတတိလေးတစုရှိမယ်ပြီးရင်ကျွန်တော်တို့လက်နက်ကိုင်စစ်သွေးကြောက်ဖွဲ့တယ်တတိလေးတတိလေးတဲ့ဒီနှစ်ဖွဲ့နဲ့ပြီးဒီစစ်သွေးကြောက်အုပ်စုတွေထိချုပ်ရနေရမှာရှိတဲ့အချို့ပေါ့ဗျာအဲအချို့ကတော့ဒီလှုပ်ရှားမှုတွေမှာပါတယ် ကျန်တဲ့ခင်ဗျာမန်းလေးမှာရှိတဲ့လူတွေမပါဘူးဆောင်းမှာရှိတဲ့လူတွေမပါဘူးမင်းလည်းငုံငုံငုံနော်မင်းလည်းမရှိတဲ့လူတွေမပါဘူးငုံထားနော်ကွာတော့မကြိုက်မိသေးနဲ့ကွာကြိုက်မိရင်မင်းလည်းဇော်ဖို့ပြီလို့ကျန်မှာနေထိုင်နေလူတွေမပါဘူးခင်ဗျာဆရာကြီးဗျာရောင်ပြမလူကြီးကမြတ်တန်းနေရှိတယောက်တော့ထွက်မလားအဲ့လေရောင်ပြမလူကြီးကမြတ်တန်းတန်းနေရှိပြီရှိရတယောက်လည်းတယောက်တော့ထွက်မလားဆိုတော့မင်းဘာကိုကြောက်နေတာလဲဆယ်လောက်လည်းမှာကျွန်တော်တယောက်တော့ထွက်မလားဆယ်လောက်တယောက်မထွက်ဘူးမင်းဘာကိုကြောက်နေတာလဲပြင်ကနာမန်းလေးမှာလည်းတယောက်တော့ထွက်မလားလေလေတိုင်းဆိုရဆိုလေဘွားဆိုရဆိုမလွယ်သေးဘူး ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအချမ်းပတ်တရလှုပ်ရှားမှုတွေမှာပါဝင်နေလို့ပြမတွေ့သေးဘူး။ဟုတ်ကြောက်တော့လည်းမင်းတို့ပဲ။34 66 4ရက်ပေါ့ဗျာ။ဒီ4ရက်ထဲမှာကျွန်တော်မတွေ့သေးဘူး။သူ14ရက်နေရာ34ဆို14 35 66 69ဒီ4ရက်ထဲမှာကျွန်တော်တောင်းမတွေ့သေးဘူး။အဲ့တော့အဲ့ဓာတွေလုံးမယ်ခင်ဗျာအဲ့ဓာတွေခင်ဗျားတို့တိလို့ပဲလုံးလို့မတိလို့ပဲလုံးလို့ဟိုဖန်းကြီးမိဆိုဖန်းဖန်းဆိုင်ပြီးဆိုအာသမီးမတိလို့ပါအသားမတိလို့ပါမရဘူး။တားမတိဘူးသမီးကမတိဘူးသမီးကမမြင်ပါဘူးသူတို့ online မှာဒါကြီးလို့သမီးကပါဝင်သွားတယ်မရဘူး။ထောင်းနေထဲမှာဟဲ့။အဲ့ဓာကကျွန်တော်တို့အကြမ်းပတ်မှု အကြဖတ်သမားတို့အားပေးအားမြောက်ပြုရရောက်တယ်ဆိုတော့အကြဖတ်အကြဖတ်တကယ်တော့အားပေးတာဥမယောင်းလိုက်နော်အကြပ်အဖြစ်ပြညာလိုက်နော်အကြပ်အဖြစ်ဟိုတစ်ခါရုပ်သိမ်းလိုက်နဲ့နော်ပြီးအကြပ်အဖွဲ့အဖွဲ့ကြီးနဲ့လက်မှတ်ထိုးဖို့လုပ်လိုက်ဟမ်ဖိတ်ခေါ်လိုက်ဆွေးနွေးကြည့်လိုက်ဘာလဲအဲ့ဒါကခင်ဗျားအကြပ်အားပြီးအဲ့ဒါမှတကယ်အကြပ်အားပြီးအကြပ်သမားလည်းလှုပ်ဆော်တယ်အကြပ်သမားလည်းလှုပ်ဆော်မှုကိုခင်ဗျားတို့ကဝင်ပြီးတော့ဒီဘုံမှာသူတို့ခိုင်းနေတိုင်းလုပ်လို့ဆိုခင်ဗျားတို့အကြပ်ဒီဘုံခင်ဗျားတို့အပြည့်အအောင်ပြုရလဲရောက်တယ်အကြပ်သမားလည်းအပြည့်ကူညီရလဲရောက်တယ်အဲ့တော့ဒါကအကြပ်မှုမင်းမင်းတို့မင်းတို့အရင်တော့ပြောတာနောက်တစ်ခါမှာခင်ဗျားတို့ဒီအကြပ်မှု နဲ့ဆိုင်တဲ့ဥပဒေနဲ့ကတော့အရေးကြီးတရားအရေးကြီးရခိုင်မှာအဲ့တော့တေချာကရန်ကုန်မှာရှိရလို့ဆိုရင်တေချာကကျွန်တော်တို့အေးစိန်ကောင်ရောက်တယ်။ငါလေးမှာရှိရလို့ဆိုရင်ဥပဒေတော်ရောက်တယ်။ကြောက်လိုက်တာကြောက်လိုက်တာဥပဒေတော်ရောက်မယ်။ဆက်ကလေးကောင်ကြောက်လိုက်တာကွာ။ဆက်ထောင်းလို့ရောက်ပါဗျာ။ကျွန်တော်တို့အဲ့ဒီကိုသွားနေခြင်းနဲ့ဆိုလည်းနေ။ငါပြီးရောစားရအောင်။ဘုရားဘုရားမှာကျွန်တော်တို့ဒီရန်ကုန်နဲ့ကြာတီမောင်မှာနှစ်ညအိတ်သုံးရက်ခီးပြီးရှိသေးတယ်။ဘုရားကလည်းကျွန်တော်5ရက်လောက်ဆိုတော့တော်ရင်းနာသွားပြီဘုရားကရတော့ဖွင့်။ဟိုမှာကျွန်တော်နေ့နဲ့ချီပြီးအေးစိန်တော်တို့မှာနေရမှာ။မမတူဘူး။ကျွန်တော်လုံရဲလေလို့။ဟောအဲ့လိုအခြေအနေရှိတယ်။မလုံရဲဘူးလို့။ ဒေါ်ဆန်းသူကြီးရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ဆိုပြီးတော့ဒါပန်းသပိတ်ဒီလှုပ်ရှားမှုတွေမှာပါဝင်ဖို့ဟင်းကြီးပြလှုပ်ရှားမှုတွေမှာပါဝင်ဖို့လှုပ်ဆောင်နေတယ်။ခင်ဗျားလှုပ်တဲ့ဆိုရင်ဒါကအကြမ်းဖက်ကိုအားပေးအကြမ်းဖက်မှုအကြမ်းဖက်တွေကိုအားပေးအားလျော့ပြောက်ရောက်တယ်။အကြမ်းဖက်မှုဥပဒေနဲ့ခင်ဗျားတို့တရားစွဲခံနိုင်တယ်။ပြီးသွားပြီဆိုရင်ခင်ဗျားတို့ဖမ်းဆီးခဲ့ရပြီဆိုရင်ဟာတာမသိလို့ဒေါ်ဆန်းသူဖမ်းဆီးလို့ဒေါ်ဆန်းသူကြီးရလားသူကတနိုင်ငံလုံးပေါ်မှာမြစ်တာထားတယ်။နော်သူအစိမ်းနေအနီးကြီးမခွဲကြဘူး။ခင်ဗျားတို့ကကြတော့အမေပေါ်မှာမြစ်တာမထား မေအသက်80ပြည့်မူနေဗီဒီယိုလေးပို့ပေးဖို့ဟိုရိုက်ဖို့စောဖို့ပေါ့မလီဝိုင်းမိတိုက်တွန်းလဲရတာတိုက်တွန်းလဲရတာဟိုဘောဒီဘောတို့ဟလာလင်တာယူမေတာယူစောရမယ်ဆိုရင်ခင်ဗျားတို့တိုက်တွန်းကြမလို့ဗျာဝိုင်းမိ join လိုက်ကြတာ join လိုက်ကြတာစောလိုက်ကြတာဆိုတော့ခင်ဗျားတို့တကယ်တကယ် ကောက်ယူမီးတွေပဲခင်ဗျားတို့ကြာဘူးလို့တည်ရလို့လဲကျေးဇူးတင်ပါတယ်အားလုံးဒါပေမဲ့အခုတော့ဘယ်လိုပဲဖြစ်ဖြစ်အမေမွေးနေ့စတောင်းဗီဒီယိုလေးတွေတိုက်ကက်ပြည့်သွားပြီပေါ့အဲ့တော့ဝမ်းသာပါတယ်အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာပေါ့ချင်းညင်အောင်တရင်စာရှင်လင်းပွဲကျွန်တော်တို့တွေ့ရတယ်နားထောင်ရတယ်အဲ့ချိန်မှာချင်းညင်အောင် ပြောရေးဆိုခွင့်ရှိသူစလိုင်းရောင်းမှာကတော့ပြောသွားတယ်။ကျွန်တော်ခိုင်တဲ့ချင်းဟာအကျေပေါ်ရဲ့ဖက်တွေဖြစ်ပါတယ်ဆိုပြီးမှသူကရှင်းရှင်းလင်းလင်းပြောပြသွားတာတွေ့ရတယ်။အဲ့ထဲမှာ comment ပေးတဲ့လူတွေအမျိုးမျိုးကျွန်တော်ဖတ်ရတယ်။အဲ့ထဲမှာတော်တော်များများကချင်းလန်ကောင်စီဆိုပြီးမှချင်းမပါတာတွေလို့ကျွန်တော်အမြဲတမ်းသုံးနေတဲ့လူတွေပေါ့။ ကစီယန်အစီယန် app talk ခါနေလူတွေကတော်တော်ဆူဆူဝါဝါ comment တွေပေးကြတယ်မကျွန်တော်တို့အပဲပလဲဝါကိုဦးဆောင်နေတယ်လို့လို့ပလဲဝါအကြောင်းနဲ့အမျိုးမျိုး comment ပေးကြတယ်တကယ်တမ်းကျတော့ပလဲဝါမှာကချင်းညင်တော့မရှိပါဘူးရခိုင်တပ်တော် ULEE တပ်ဖွဲ့ဝင်တွေနဲ့ ULA ရဲ့ခံထားတဲ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ခမီးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ CNACNF တပ်မဟာနှခုရှိတယ်ချင်းရင်တော့မပါဝင်ပါဘူးတို့တော့ဒီနလပင်းဒုံတွေနော်သမင်းဆိုင်ရဲ့ဒါနဲ့အတိညာမတိုးဖွားနိုင်တဲ့ချင်းလူမျိုးထဲကချင်းလူမျိုးကိုနာမည်ဖြစ်အောင်လုပ်နေတဲ့ဒီ CNACNF တကယ်နလပင်းဒုံတွေ ငွေဖန်ကွန်မန့်နာရောတာရိုင်ရိုင်ဆိုင်ဆိုင်ကျွန်တော်တွေးရတယ်စိတ်မကောင်းပါဘူးရခိုင်ပြည်နယ်ပဲဖြစ်ဖြစ်ချင်းပြည်နယ်အတွင်းမှာဖြစ်ဖြစ်ဖြစ်ပြတဲ့တမတမရရောခေါင်းဆောင်တွေအားလုံးကလောက်ခိုင်းလို့ဖြစ်တာမဟုတ်ပဲနဲ့လူတဦးတယောက်ကသူတို့ရဲ့စိတ်ဆန္ဒအလိုက်လို့မိတာပဲရှိတယ်တအားနားမလဲနိုင်တဲ့လူတွေကဘလို့တော်လှန်ရေးလုပ်မှလဲဘလို့တော်လှန်ရေးလုပ်နိုင်မှလဲ အဲ့တော့ကျွန်တော်တက်တဲပဲပြောချင်တယ်ချင်းနာမည်အလွယ်သုံးစားနေတဲ့ CNA CNF အနေနဲ့ရခိုင်ကိုတိုက်ဖို့ဆိုပြီးမှခမရတို့2018လောက်ကရရနဲ့ ULAA ကိုတိုက်ဖို့ဆိုမှစိတ်ချညာပြီးသားလေမင်းတို့တတ်သိရှင်တိုက်ပါမင်းမလို့မင်းမရစကားမပြောပါနဲ့ယောက်ျားမှန်ယောက်ျားလို့စကားပြောယောက်ျားလို့လှုပ်ရဲရတယ်ယောက်ျားလို့ပြောတယ်လို့ပြောအတိုင်းလှုပ်ရဲရတယ်ကွာ ULAA ဆိုတာလဲသူပြောတဲ့အတိုင်းလုပ်နေကျွန်တော်ချင်းကျင်အောင်ဆိုတော့အဖွဲ့အစည်းကလဲလုပ်ပြောတယ်လို့လုပ်ရဲတယ်ကျွန်တော်တို့ကျွန်တော်ဆိုမင်းတပ်ပဲဆိုတော့ကျွန်တော်မင်းတပ်မှာဆိုလို့ရှင်တော့မှန်တယ်ဆိုလို့ရှင်ဘယ်ကောင်းမှငါတို့မကြောက်ဘူးငါဆိုဘယ်သူမှမကြောက်ဘူးအခုချိန်ထိပဲငါဘယ်နိုင်ငံမဲရောက်ရောက်ဘယ်ဒေသဘယ်နေရာပဲတော့ရောက်ရောက်ကျွန်တော်တွေ့ကျွန်တော်အိန္ဒိယမှာနေတော့ကလဲအိန္ဒိယထောင်လဲရောက်ခဲ့ဘူးလားဘာကြောက်လဲဆိုတော့ကျွန်တော်ဘယ်သူမှ အထင်သေးတော့မရဘူးကျွန်တော်မကြိုက်ဘူးဆိုလို့ရှိရင်တော့တက်နိုင်ငံသားလားနိုင်ငံသားလားမနိုင်ငံသားလားခရုမဆိုင်ဘူးကျွန်တော်ကဒီလိုတော့လာအဲ့တော့ကျွန်တော်အခုချင်းတိကျွန်တော်ကရခိုင်လူမျိုးတွေမကြောက်ဘူးရခိုင်လူမျိုးလည်းငါ့ကိုမကြောက်ဘူးဘာလို့လဲဆိုတော့တယောက်နဲ့တယောက် respect ရှိတယ်တန်ဖိုးထားတယ်နားလည်မှုရှိတယ်ဒီလူလေလူပဲကိုလည်းလူပဲဆိုတော့အမြင်ရှိတယ်ကျွန်တော်မှ တယောက်နဲ့တယောက်ကြောက်တယ်ဆိုတာမရှိဘူးနားလည်မှုရှိတာ respect ဆိုတာရှိတယ်ကျွန်တော်ချင်းနေတော်နဲ့ရခိုင်ဆိုတဲ့ ULA AA နဲ့ချင်းနေတော်ကကြားမှာပါစာချုပ်စာသားမှမလို့တယောက်နဲ့တယောက်လေးစားမှုရှိပြီးသား तू နဲ့လူပဲ तू ကမကြိုက်ငါလို့ရင် तू လက်ခံနိုင်မဟုတ်ဘူး तू မငါမကြိုက်တာ तू လို့အဲ तू ကလို့ရင်ငါလက်ခံနိုင်မဟုတ်ဘူးဆိုတာနားလေတယောက်နဲ့တယောက်နားလည်မှုရှိတယ်တံဖိုးထားမှုရှိတယ်လေးစားမှုရှိတယ် ကြီးတာငဲတာမခွဲခြားဘူးအဲ့တော့ကြောင့်ကျွန်တော်တို့ချင်းညင်တော်အဖွဲ့ဝင်နဲ့အေအေကအတဲ့တာတဲ့တယ်အတူတူအလုပ်လုပ်လို့ရတာ CNS နဲ့အနေနဲ့ခမရတို့တတ်သိရှင် ULAA ကိုခမရတို့စိတ်ချင်ညာပြီးသားလေစိတ်လက်ချင်ညာပြီးပြီးအစိုးလက်ပြောနေပြီးပြီးဆိုတော့ခမရတို့တတ်သိရှင်တိုက်ပါမင်းတို့မိမ့်မလို့မိမ့်မရစကားမပြောနဲ့အဲယောက်ျားဆိုတဲ့လူက အပြောနဲ့အလုံးညီအောင်လုပ်ရတယ်ကွာနော် CNA CNA ပြည်မြဲမြဲမှာထားကျွန်တော်တို့အလကားပြောတော့မဟုတ်ဘူးယောက်ချားတယောက်ကအခုအလုတ်တခုလုတ်တော့မယ်ဆိုလို့ရှင်တော့ကိုမစရှိလားကိုမလုတ်ရဲလားမလုတ်ရဲဘူးလားတောင်အရင်တွေးရတယ်ပြီးမှစကားပြောရတယ်ကိုလုတ်ရဲမှပြောရတယ်ကွာကိုလုတ်နိုင်မှပြောရတယ်ကွာခမရတို့နိုင်ငံရေးအရာဘီတူလူထုရှိမှပဲခမရတို့ ပစမလီဆရာကအယိုးမရှိတိုင်းခမရတို့ကနာမည်ရအချင်းစောနဲ့စကားမပြောနဲ့ခမရတို့ကြဆုံးမယ်ကြားရှိခမမဟုတ်ဘူးရခိုင်ပြည်နယ်မှာလည်းရှိတယ် ALB ဆိုတဲ့ဟာအရင်တော့ကမဲဆရာကြီးလိုလိုအခုဘာမှမဟုတ်တော့ဘူးမင်းတို့လည်းနောက်တခါဘာမှဟုတ်လာမှာမဟုတ်ဘူးချင်းညီတော်နဲ့ရခိုင် ULAA နဲ့ရခိုင်ရခိုင် ULA နဲ့ချင်းညီတော်ဆိုတာလူမျိုးရေးအရာဘာသာရေးအရာမဟုတ်ဘူး တီအာနာရှင်စနစ်ကိုအတူတော်ဆိုင်ရမယ်ဆိုတာအကုန်လုံးနားလည်ပြီသားတိပြီသားတကယ်တမ်းပြောမစကျွန်တော်ချင်းလူမျိုးကခရိယန်အများဆုံးပဲရခိုင်ဆိုပုဂ္ဂတဘာသာအများဆုံးပဲဘာသာနဲ့တွားတာမဟုတ်ဘူးကျွန်တော်တို့ကကျွန်တော်ရဲ့ဘန်းတိုင်ကစစ်ကောင်စီကို အတူတူတိုက်ဖြတ်ရမယ်စစ်ကောင်စီကိုငါတို့အမြင့်ပြချိန်မုံရမယ်ချင်းပြည်ရဲ့ရခိုင်ပြည်နယ် အတူတူလွတ်မြောက်ရမယ်ဆိုတဲ့စိတ်တက်နဲ့ကျွန်တော်အတူတူအလုပ်လုပ်နေတာဖြစ်တယ်။အဲ့ကြားထဲမှာလူပုဂ္ဂိုလ်ရဲ့အရာပြတနာတွေရှိကောင်းရှိမှာပါ။ရှိနဲ့ရှိပါတယ်။ဒါတွေကလူပုဂ္ဂိုလ်ရဲ့အရာပဲအဖွဲ့အစည်းနဲ့မဆိုင်ဘူး။တော်တော်အဖွဲ့အစည်းကစီမင်းစီကံဥပဒေအရအရေးယူမယ်။ဒါကအဖွဲ့အစည်းတိုင်းမှာရှိပိတာ။ ULAA ဆိုတာကလည်းခလေးကစားစရာအယုတ်မဟုတ်ဘူး။တို့မှတကက်ပန်းတိုင်အိမ်မက်ရှိတဲ့လူမျိုး ပိုင်းတိုင်းအိမ်မက်ကိုဒီဆောက်တဲ့အဖွဲ့အစည်းဖြစ်တယ်။ဒါကြောင့် CNA CN app တွေအနေနဲ့မြဲမြဲမှတ်ထားဖို့ချင်းညီတော်နဲ့ AA ULA AA ကိုခင်ဗျားတို့တွဲခွဲလို့မရဘူး။ဘယ်တော့မှတွဲခွဲလို့မရဘူး။ငါတို့ရဲ့ခြေလှမ်းကအများအားခိုင်မာပြီးသား။အတူတွားမယ်။အတူလဲအတူလဲမယ်။အတူထိုင်ထားမယ်။အတူတင်းတင်းမယ်။အတူရှင်းရှင်းမယ်။ဒါဟာကျွန်တော်ရဲ့ကျွန်တော်ရဲ့စင်တကက် ခိုင်မာတဲ့အုံမြစ်ချထားပြီးသားပဲအဲ့တော့ခမရတော့ဝေဖန်ရင်လည်းမထူတော့တော့တခုတော့ပြောတယ်တတိရှင်ခမရတော့ဘလဲဝါကနဲ့အေအေကိုငါတို့မောင်းထုတ်မယ်ဆိုတော့ CNA CN app တွေအနေနဲ့ CNA CN app lobby တွေကအစအကုန်တွားမှမောင်းထုတ်ပါခမရတော့တွားတိုက်ချပါတတိရှင်တွားတိုက်ချမင်းမလို့မင်းမရစကားမပြောကြနဲ့မင်းတော့အချောက်တွေမဟုတ်ဘူးအချောက်ဆိုရင်ဖင်ခံလိုက်ပြီးပြီ ဲ့လောက်ပဲပြောချင်တယ်ပါလို့လဲဆိုတော့မင်းတို့ပြောတာကအရန်လွန်သွားလို့ကျွန်တော်ကဒီလို3ပေးရချင်းဖြစ်တယ်